C'est lui နိုင်ငံအတွင်ရှိခြောင်နဲ့ချီတဲ့ပြည်ပနိုင်ငံသားတပုံဟောင်းတွေကိုစီးရီးယားစစ်တပ်အတွင်ထည့်သွင်းမယ်စီးရီးယားအစိုးရရဲ့အစီအစဉ်ကိုအမေရိကန်ကလက်ခံခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်ဒီအစီအစဉ်အရတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေမှာဝိကာလူမျိုးတွေအများစုပါဝင်တဲ့ပြည်ပတိုက်ခိုက်ရေးသမား3500ဟာစီးရီးယားစစ်တပ်ရဲ့အမှတ်84တပ်ခွဲအတွင်ကိုပူးပေါင်းဝင်ရောက်မှာဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တန်တမန်တဦးနဲ့စီးရီးယားကာကွယ်ရေးအရာရှိတွေကပြောကြားခဲ့ပါတယ်ဒီအမှတ်84တပ်ခွဲ ဟာပြည်ပနိုင်ငံသားတွေနဲ့အတူစီးရီးယားနိုင်ငံသားတွေလည်းပါဝင်လိမ့်မယ်လို့ဆိုပါရယ်စီးရီးယားအစိုးရမှအဆိုပြုထားတဲ့အစီအစဉ်ကိုအမေရိကန်ကအတည်ပြုခဲ့ခြင်းရှိမရှိရိုက်တာသတင်းဌာနကထရန့်ရဲ့စီးရီးယားအရေးအထူးတန်တမန်ဖြစ်တဲ့သောမတ်ဘာရက်ကိုမေးမြန်းခဲ့ရမှာဘာရက်ကပွင့်လင်းမြင်သာမှုနဲ့အတူနားလည်မှုတစ်ခုရရှိထားကြောင်းပြန်လည်ဖြေကြားခဲ့ပါရယ်တူရကီနိုင်ငံဆိုင်ရာအမေရိကန်တန်အမတ်ဖြစ်တဲ့ဘာရက်ဟာပြီးခဲ့တဲ့လကစီးရီးယားနိုင်ငံဆိုင်ရာထရန့်ရဲ့အထူးတန်တမန်အဖြစ်ခန့်အပ်ခံခဲ့ရ သူဖြစ်ပါတယ်။တဘုံဟောင်းတွေကိုစစ်တပ်အတွင်းထည့်သွင်းခြင်းဟာပုံမကောင်းမွန်ကြောင့်အဲ့ဒီတဘုံဟောင်းတွေဟာဆီးရီးယားအစိုးရအသစ်အပေါ်အလွန်သစ်စာရှိကြောင်းဘာရက်ကပြောပါရတယ်။ ဆီးရီးယားမှာ73နှစ်ကြာတိုက်ပွဲဝင်ခဲ့ပြီးတမရအာဆက်ကိုဖျောက်ချခဲ့တဲ့ Haratari Asian အဖွဲ့အတွင်းရှိပြည်ပနိုင်ငံသားလက်နက်ကိုင်တွေရဲ့အရေးကိစ္စဟာအနောက်နိုင်ငံသားတွေနဲ့ HDS အဖွဲ့သားချင်းကဆောင်ရွက်ဖို့အခက်အခဲဆုံးကိစ္စတွေထဲမှာပါဝင်ခဲ့ပါတယ်။မေလအစောပိုင်းအထိအမေရိကန်ကဆီးရီးယားရှိ ပြည်ပလက်နက်ကိုင်တွေကို စီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေအတွင်ထည့်သွင်းခြင်းမပြုဖို့စီးရီးယားဆိုရတစ်ကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လကထရန့်ရဲ့အရှိအလဲပိုင်းခီးစဉ်အပြီးမှာဝါရှင်တန်ဟာစီးရီးယားအရေးချင်းကဆောင်ရွက်မှုကို ပြောင်းလဲခဲ့ပြီးအာဆက်လက်ထက်ကစီးရီးယားအပေါ်ချမှတ်ခဲ့တဲ့ပိတ်ဆို့မှုတွေကိုရုံသိမ်းပေးဖို့သဘောတူခဲ့ပါတယ်။ထရန့်ဟာဒီခီးစဉ်အတွင်းစီးရီးယားယာယီသမ္မတအာမက်အယ်ရှာယာနဲ့ဆော်ရီနိုင်ငံမှာတွေ့ဆုံခဲ့ပြီးဘာရက်ကိုစီးရီးယားဆိုင်ရာအထူးတပ်မတော်အဖြစ်ခန့်အပ်ခဲ့ပါတယ်။